အားလုံးပဲမင်္ဂလာပါရှင်မင်းလှမြို့နယ်အပိုင်းပခူယိုမာတွင်တက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ရာစစ်သားစီဦးသိမ်းဆုံးပြီးတောထဲတွင်ဖြစ်သလိုဆွန့်ပစ်ခဲ့သောအလောင်းလေးလောင်းကိုတင်ဆက်ရရှိခဲ့ကြောင်းတာယာဝတီခရိုင် PDF မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ရှင်မေလ20နေ့ညနေ7:00နာရီမိနစ်30ခန့်တွင်မင်းလှမြို့နယ်အပိုင်းပခူယိုမာရေရှိခါချီတောင်ပေါ်သို့စင်ကလန်မြို့ချောင်း ယူမဖြစ်ကျော်လန့်အတိုင်းခြေလင်းတက်လာတော့အင်အားတရားကြောပါအချမ်းဖက်စစ်တက်စစ်ချောင်းကိုဟိုင်ယူလန်းစုံ၌ပြကရုံခင်းရအချက်ရှိတရုတ်ပေါက်ကြောက်ကုန်းအနီး၌တာယာဝရီခရိုင်တရေ383ရန်2တက်ခွေးကဘီဟာစစ်ချောင်းမှဒေါ်လာရေးတဖွဲ့များကဆုံးချူတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင် ထိုတိုက်ခိုက်မှုအတွင်လက်နက်ကြီးလက်နက်ငယ်များဖြင့်တနာယီခန့်အပြန်လှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးအချမ်းဖက်စစ်ကောင်စီတပ်သားစီဦးထက်မင်းတေဆုံးကအမျက်အပြတ်တရားရရှိခဲ့ပြီးဗန်ပွေကုန်းရွာဖက်သို့တပ်ပြည့်ရွေးဆုတ်ခွာထွက်ပြေးကြောင်းသိရှိရပါတယ်။မေလ23ရက်နေနနက်9နာရီမိနစ်30ခန့်တွင်တိုက်ပွဲအတွင်းတေဆုံသွားသောစစ်သားအလောင်းများကိုလာကောက်တိစစ်တပ်စစ်ကြောင်းနှင့်ဇော်လံရေးရေးပေါ်များ ထိတွေ့တိုက်ပွဲ15မိနစ်ခန့်ထပ်မံဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှလက်နက်ကြီးများဖြင့်စစ်တိုက်ပစ်ခတ်ခဲ့သောကြောင့်ဒေါ်လန်ရေးရေးပေါ်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရပါသည်။မေလ20ရက်နေ့နနက်၈နာရီခန့်တွင်ဒေါ်လန်ရေးရေးပေါ်များကတိုက်ပွဲဖြစ်ပွားရန်နေရာအနီးနေမင်းရှင်းလင်းရေးပြုလုပ်စဉ်စစ်တုံးပစ္စည်းများသိမ်းဆည်းရရှိခဲ့ပြီး၆ကမ်းမအတွင်ပြချထားသောစစ်သားအလောင်းတလောင်းဖြစ်တယ်လို့မြင်မြုပ်ထားသည့်စစ်သား အလောင်း၃လောင်းနဲ့တွဲအိုင်ခွက်များကိုတွေ့ရှိခဲ့ပြီးစစ်သားအလောင်းများကိုကောင်းမွန်စွာမြေမြို့တချို့ပိတ်ခဲ့ကြောင်းသိရပါတယ်ရှင်။ Thailand မြန်မာရမ်ရီမြဝရီခွာပီနီတလက်လေဘလဒိုခွာအားရှမ်ဘူဒမီ SAC Royal Cups ခန်းပထုံးချူ KNLA လေတွဲချုံရှမ်တလိုက်တန်တီဖူနီအန်လတ်ချူကာဒေါနက်အချွန်း SA Serial Kapukul Langanchi Minung Somthum Antlain Ha I KNLA Tangti Phuni Syam Nam Taung Ngai Anlak Beledu kwa ia ummi SA Sural kabun pi, beledu kwa pura sekan le kulua a ummi sekan ti in sekan petum cu, KNLA, KNDO le PDF tang dipuni nizan me kula thuma anlak. Kerendam kul, ko Great Bank, Thailand me maramri, beledu kwa pong ia ummi SA Sural kap sekan ju nizan me kula thum zan le sumi lampang a, GNL e shoy mi GNDO le PDF tang ti phuni an lak chu ka do nak achun SA serial kap thi le hliam an tam shem nam chia in a ap mi an um i Thailand dam a azam mi an um tia thai asi sakhan a SA serial kap thi mi an tam shem nam chia in อาอบมีฮีเมนุ่งปกุลแรงอันซีไทยแลนด์รับมีอาซามีฮีเมนุ่งปกุลงอันซีเบลโดสขานาหินเอสเอซีรัลกับสกัดชงอันนุมอาซามีจินตลักนักมุนอาอาทุกมีเอสเอซีรัลกับเชวขัดอันนุมรีกันกอลเลวนาเดยาทองลักนักชัมปีนีอันชิมไทยแลนด์รับชมบุญมินตะชวนท่องจำนักนิจุนเกนยูนีเบลโดสขานันหลักหนูอาอาทิมีอาจามีเลเซม bumi hi sa sirol cup somruk an si i azam mi pol hi thailand ram chunga an lutia an langte thaim ma ne sa bledo sakhan tai tai pwe ma le na khya a mya a pya tain se ya shi bi sat ta cha se jo thain thi to thpye twa chang sat ta a law se law ya shi bi 30 se jo le na cha chang to lan yi tri a ye mya ka pyo so tha ba de yamane 20 3ရက်နေ့ညနေပိုင်းထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီဘလက်ဒိုစခန်းကို KNU တပ်မဟာ6ဦး ၆ဦးဆောင်သောကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပြည်လေတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းအဆိုပါစခန်းတိုက်ပွဲအတွင်းစစ်တပ်ဘက်မှ30ကျော်လက်နက်ချပြီးစစ်သားအလောင်း၁၀လောင်းရရှိကြောင်းတိုင်းနိုင်ငံဗချန်တို့ထွက်ပြေးသူစစ်သား63ဦးရှိကြောင်းသိရှိရပါတယ်ရှင်။ဘလူးစခန်းတိုက်ပွဲတွင်တော်လိုင်းရေးတပ်များ ဖက်မှရေးပေါ်သုံးဦးကြားဆုံးခဲ့ရပြီးစီဦးတန်ရရရှိကြောင်းလက်ရှိအချိန်တွင် KNLA ဦးဆောင်သောပူပေါင်းမဟာမိတ်တပ်များကထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီစခန်းများအားလုံးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရှိရပါတယ်ရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။